အမှန်မှာပဲဒီဗီဒီယိုထဲမှာဖြိုးလို့ပြောချင်တာကလည်းကိုယ့်ရေရှည်အတွက်ကောင်းမဲ့ကိစ္စတွေတံမိုးတက်မဲ့အရာတွေဆိုအကျွေးနဲ့ဝယ်ပလိုက်ဒါပေမဲ့အဲ့လိုမျိုးမဟုတ်ဘဲနဲ့ရေဒိုးအတွက်ဆိုရင်ဘတော်မှအကျွေးနဲ့ဘာမှမဝယ်ဖို့ရှာအတွက်ပြောချင်တာဖြစ်ပါတယ်အဲ့ဒါကပေါ့နော်အဓိကဖြိုးလို့ပေးချင်တဲ့ message က money skill ငွေကြေးနဲ့ပတ်သက်လာရင်ကျွမ်းကျင်ရမယ်ပြီးရင်အဲ့ငွေကြေးနဲ့ပတ်သက်လာရင်ကိုကမကျွမ်းကျင်ဘူးဆိုရင်တသက်လုံးပတ်စံဘလောက်ပဲရှာတတ်ပါစေ ပစံရှိမှာမဟုတ်ဘူးချမ်းသာလာမှာမဟုတ်ဘူးချမ်းသာတဲ့သူတွေကသူတို့ကပစံရှာတတ်ရုံနဲ့ချမ်းသာလာတာမဟုတ်ဘူးအဲ့ဒီငွေကြေးရေးနဲ့ပတ်သက်လိုက်သူတို့ကအရန်ကျွမ်းကျင်တယ် they are very skillful ပေါ့နော်ကျွမ်းကျင်တယ်ဒါကြောင့်မလို့သူတို့ကငွေနဲ့ငွေကိုပြန်ရှာတတ်တယ်ပေါ့နော်အဲ့ဒီ skill ကလူတိုင်းမဖြစ်မနေရှိရမယ် skill တဲ့မှာပါတယ်ပေါ့နော်ကိုဘလောက်ပဲပစံ9သိန်း10သိန်း3000 3000 3000ရှိပါစေငွေကြေးရေးကိုစီမံခန့်ခွဲတတ်တဲ့ပညာရက်ကလူတိုင်းမှာရှိရမယ်ပြီးရင်နောက်တစ်ခုကပေါ့နော်ဒီငွေနဲ့ပတ်သက်လာရင်ကျွန်တော်တို့မိဘ တွေကအမွေပေးခဲ့တယ်အခုကို့မှာရှိတဲ့ငွေချင်းနဲ့ပတ်သက်တဲ့ skills တွေငွေချင်းနဲ့ပတ်သက်တဲ့ relationship တွေအကုန်လုံးကမိဘတွေကထည့်ပေးလိုက်တဲ့အရာတွေပေါ့နော်ဒါအမွေပေးခဲ့လိုက်တဲ့အရာတွေအဲ့တော့အဲ့ဒီအဥ္စာတွေကိုပြန်သုံးသက်ကြည့်ပါဖြိုးအတွက်ဆိုဥပမာဖြိုးရဲ့မိဘတွေကဖြိုးဖေးနေမေဆိုရင်လေအရင်ကျေးဇူးတင်ခြင်းနဲ့ဘာလို့လဲဆိုငွေချင်းနဲ့ပတ်သက်လာအရင်ကောင်းတဲ့အမွေတွေထည့်ပေးလိုက်တယ်ပေါ့နော်အထူးသဖြင့်အဖေနဲ့မေကပတ်စံရှိလာပြီဆိုရင် access တွေဝယ်ဖို့အာမတုံးဖို့ရှာအတွက်ငွေလေးတွေကသူတို့အဲ့လိုမျိုးပဲနေပြခဲ့ရလေတဲ့ လားအဖေနဲ့မေကစီးပွားရေးလုပ်ပြီးတော့ပတ်စံဝင်လာပြီဆိုရင်တို့ကတို့ရဲ့ဇိန်ခံကားမစီဘူးစက်ယုံအတော်ကားတွေဝယ်ပြီးတော့မှစီးပွားရေးတွေထက်ချဲ့တယ်အဲ့တော့ပတ်စံရှာပေးမဲ့အရာကိုပဲပတ်စံသုံးတာပေါ့နော်ပြီးရင်အဲ့ပတ်စံကလည်းတစ်ခါလေကျရင်ဘန်းကနေချီးပြီးတော့မှလုပ်တယ်ဥမာဖြိုးတို့စက်ယုံကကုန်ပစ္စည်းတွေပေါ့နော်ချဲ့တော့မယ်ဆိုရင်ဘန်းကနေချီးပြီးတော့မှတို့စက်ယုံကိုချဲ့တယ်ပေါ့နော်ဓာတ်တွေကိုကငယ်လေးတွေကအကြည့်ပြီးတော့မှကြီးပြင်းလာဖြစ်တဲ့အတွက်ငွေကြေးနဲ့ပတ်သက်လာရင်ကိုကအခြေခံတော်တော်လေးကောင်းတဲ့ထဲမှာပါတယ်ပေါ့နော်ဒါကြောင့်မို့လို့အားလုံးကိုငွေကြေးနဲ့ပတ်သက်လာ ုင်လေ့လာဖို့ရှာအတွက်ဒီကနေပြီးတော့မှ reminder လုပ်ချင်တယ်အဲ့လိုမျိုးလေ့လာဖို့ရှာကိုမိဘမတင်ပေးနိုင်ဘူးဆိုရင်စာအုပ်တွေဖတ်ပါရွှေနှုတ်ထဲမှာဆိုဒီစာအုပ်ငါးအုပ်ကိုမဖြစ်မနေဖတ်ဖို့ရှာအတွက်မှားချင်တယ်တန်ဖိုးထားပါဘာလို့လဲဆိုတော့ငွေကြေးစကေးက is a life changing scale ပါပေါ့နော်ကိုမိဘအစမပြေခဲ့ဘူးကိုမိဘဆင်းရဲတယ်ဆိုကိုကလဲကြရင်ချမ်းသာအောင်လို့အပြောင်းလဲလုပ်ပေးနိုင်မယ့် scale ဆက်မှာကျွမ်းကျင်မှုတွေမှာဒီ scale ပါပါတယ်